မေကောဘာများတော့မင်္ဂလာပါကျွန်တော်စောကြောင်မြန်လာဖြစ်ပါတယ်ကျွန်တော်ဆရာကြီးဆရာကြီးများချန်ရှောက်ဖွဲ့တွေ့ရှိတာလဲ COC ဆပ်ဖတ်နေဗီဒီယိုလေးကိုကျွန်တော် live ပေါ်မှာပြန်လည်ပြီးတော့မျှဝေပေးနေတဲ့သူဖြစ်ပါတယ်အရင်အပတ်တွေကကျွန်တော် now class ကိုမျှဝေပေးထားတယ်ဒီနေ့ကျွန်တော်ဆက်ပြီးလေ့လာမှာက edited class ကိုဆက်ပြီးလေ့လာမယ် edited class ကိုမလေ့လာခင်ညီကောင်မကပြီးခဲ့တဲ့ကျွန်တော်ဗီဒီယိုလေးတွေ နော်ဗီဒီယိုလေးတွေကိုလွတ်လာပြီးတော့မှအပိုင်းလိုက်ပိုင်းလိုက်ပေါ့နော်ဆက်ပြီးတော့လေ့လာသွားပေးပါဒါဆိုရင်ညီကောင်ရယ်တခုနဲ့တခုအခြေစမ်းမိမိနဲ့လေ့လာလို့နားလည်သဘောပေါက်သွားမှာဖြစ်ပါတယ်အကေဒီနေ့ကျွန်တော်တို့ edit clause ကိုဆက်ပြီးလေ့လာမယ် edit clause ကိုမလွတ်လာခင် edit phrase ကိုကျွန်တော်ပြန်သွားကြည့်အောင်ဆက်လိုက်တော့မှကျွန်တော် edit phrase ဖြစ်နေတာဘယ်နှနေရလဲနှစ်နေရဘယ်နေရလဲဆိုတော့ now ရဲ့နောက်မှာလဲ complement နေရမှာဒါပေမဲ့ကျွန်တော် edit clause ကြတော့ now ရဲ့နောက်မှာပဲရှိပါတယ် complement now 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 adjective clause တွေ now ရဲ့နောက်မှာပဲရှိပါတယ်เนาะသူက now ရဲ့နောက်မှာဘာလုပ်ပေးလဲဆိုတော့အရှိက now ကိုသူက modify အခြေပြုပေးတာဖြစ်ပါတယ်သူ့ adjective clause ကိုဘာနဲ့ပဲတည်းပဲကောက်လဲဆိုတော့ done နဲ့ပဲတည်းပဲကောက်ပါတယ်ဒါပေမဲ့ဘယ်ကိုသွားသွားကြမလဲဆိုတော့ညီကောင်တွေကျွန်တော်တို့လေ့လာကြည့်ကြစို့ကွာ Ula who live in and is is my uncle Ula who lives in say is my uncle okay is that a marginal bago shabiba vaga is ပြောရဲ live မဟုတ်လားမဟုတ်ပါဘူးဆိုရဲ conjunction ပါနေလို့ဒါဆိုရင် subject ကဘာဖြစ်မလဲ subject က is ပေါ့ ula is ula ဒီဖြစ်ဒီဘာဖြစ်မှလည်းမသိဘူးเนาะဒါဆိုရင် my uncle compliment subject verb compliment sentence verb two နဲ့ပဲရေးထားတယ်အဲ့ကောညီမကြည့်လိုက်ပါ who live in insight ဆိုရဲအုပ်စုလေးကအရှိကဦးလာဆိုရဲနောက်ကို attribute ထားလားအတိပြရတယ်နောက်ကို attribute ထားတော့ဘာဖြစ်သွားပြီလဲ adjective ဖြစ်သွားပြီအဲ့ adjective ကသူ့မှာတော့ပါတယ်အဲ့ဒါမပြည့်စုံဆိုတော့ဘာဖြစ်သွားပြီလဲ class ဖြစ်သွားပြီအဲ့ဒီ class က adjective နေမှာမဟုတ်လားတော့ဘာ class လဲ adjective class adjective class ကိုဘာနဲ့ adjective ကောက်လဲဆိုတော့ zone နဲ့ adjective ကောက်မယ်ဘယ်ကိုသွားတော်မလဲဆိုရင် class ထဲမှာပါတဲ့ verb ကိုသွားတော်မယ်ဘယ်ကိုသွားတော်မလဲ clause တဲမှာပါတဲ့ verb ကိုသွားတော့မယ် lives ရဲ့မူလတဲ့ဘက်ကနေထိုင် the ဒါပေမဲ့ adjective clause ဖြစ်သွားတော့နေထိုင်တော့လို့ကျွန်တော်ဘာသာပြန်ရမှာပေါ့နော်အဲ့ဒါဆိုကျွန်တော်ဘာသာပြန်ပေးပါမယ် a စိန်မှာနေထိုင်တော့ဦးလာသည်ကျွန်တော်ရဲ့ဦးလေးဖြစ်သည်ကျမရဲ့ဦးလေးဖြစ်သည်လို့ကျွန်တော်ဘာသာပြန်လိုက်တော့ဘာသာပြန်တာလွယ်သွားတယ်ပေါ့ကဲအင်္ဂလိပ်စာကြောင်းမှာ adjective clause ကတော့နေရာအဖြစ်တနေရာပဲသူ့အမျိုးအစားထပ်ပြီးခွဲလိုက်တဲ့အခါမှာနှစ်မျိုးရပါတယ်ဘာနဲ့ဘာနဲ့ဆိုတော့ defining clause နဲ့ non-defining clause ဖြစ်ပါတယ်။ဘာ clause နဲ့ဘာ clause defining clause နဲ့ non-defining clause defining clause ဆိုတာက essential information မဖြစ်မနေတက်ပြရမယ်အရေးကြီးတယ် non-defining clause ဆိုတာက extra information သူကအပေါ်ထပ်ထည့်ပေးတာမထည့်ပေးလို့ရတယ်။ဒါဆိုရင်အခုကျွန်တော်တွေ့နေတဲ့ who live in inside ဆိုတဲ့ adjective clause က defining clause ဖြစ်တယ်လား non-defining clause ဖြစ်တယ်လားကျွန်တော်စဉ်းစားကြည့်အောင် defining clause ဆိုတော့ မဖြစ်မနေချက်ပြရမှာအရေးကြီးတယ် non funny clause ဆိုတော့အရေးမကြီးဘူးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်စဉ်းစားကြရကော who live in aim says or adjective clause က define clause ဖြစ်တယ်လား non funny clause ဖြစ်တယ်လားနောက်ညကိုစဉ်းစားမယ် defining clause ဖြစ်နေတယ် nonfunding clause လည်းဖြစ်နေကျွန်တော် story တစ်ခုပြောမယ်ဒီတက်ပြီးရင်ကျွန်တော်မြို့ရဲသွားပြီးလောက်ကရုံမှာမှတ်ပေါ်တယ်လေးလုပ်မယ်ပေါ့အမကျောင်းသားပြောတယ်ဟာဆရာရဲ့အဲ့လောက်ကရုံမှာကျွန်တော်ရဲ့ဦးလေးဦးလာရှိတယ်ဗျဦးလာကပြောပြလိုက်ဒါဆိုရင်ဦးလာကဆရာကိုအားလုံးကူညီပေးလိုက်မယ် ဟုတ်ပြီ။ဒါဆိုကျွန်တော်ကသွားပြီးလောက်ကရုံမရောက်ခင်မှာဂိတ်ပေါက်မှာကျွန်တော်ဂိတ်ဆောက်လေးနဲ့တွေ့တယ်ပေါ့။အမဂိတ်ဆောက်ဦးစဲကျွန်တော်မေဟာညီလေးဖယ်သွားမလို့တော့ဟာဒီရုံးမှာရှိတဲ့ဦးလာနဲ့တွေ့ချင်လို့ဗျ။အမဂိတ်ဆောက်ဦးလည်းနှစ်ဖူးရရင်ဟာပြဿနာပဲညီလေးကဒီရုံးမှာဦးလာက၃ရောက်တောင်ရှိတာ။မင်းတွေ့ချင်တဲ့ဦးလာကဘယ်ကဦးလာဒါဆိုရင်ကိုတွေ့ချင်တဲ့ဦးလာရဲ့ထူးခြားချက်ကိုပြောဖို့မလိုလားလိုတာပေါ့နော်အင်းစိန်မာနေတော့ဦးလာနဲ့တွေ့ချင်ရလို့ပြောလိုက်မှကိုတွေ့ချင်တဲ့ဦးလာနဲ့တိုက်ရပါဖြစ်မလဲ တွေ့ရမှာဒါဆိုရင်အင်းစိန်မှနေတော့ဒီအရေးကြီးလားမကြီးဘူးလားကြည့်တယ်ဒါဆိုရင် who live in insane ကတော့ defining class ဖြစ်တယ်လား non defining class ဖြစ်တယ်လား defining class ဖြစ်တယ် essential information မဖြစ်မနေထည့်ပေးရမှာဖြစ်ပါတယ် okay ဒါဆိုဒီစာကြောင်းကျွန်တော်ထပ်ပြီးရေးပေးပါမယ်မဟလာ who is 3 year old Orada mi is my sister. Mala, who is three years older than me, is my sister. Okay, this is a jolly much no bago shabeba. Baga is shiga elas, naga is la, naga is pepare, subject of the shamle, subject ga. Mala, mala is mala's the pity babi malamade. That's my sister girl. Compliment, subject, compliment, son, and verb. 2ဖြစ်ပါတယ်။ Okay ဟုတ်ပြီညီကောင်းများ။ဒါဆိုလို့ရှိရင်မှာ who is 3 year older than me ကအရှိကမလားဆိုရင်နောက်ကိုဘာလုပ်ထားလဲ။အထစ်ဖြစ်တာတယ်။နောက်ကိုချစ်ပြီးတော့ဘာဖြစ်သွားပြီလဲ။ adjective ဖြစ်သွားတယ်။နောက်မှာ who's right conjunction bar is a verb bar တဲ့ပြည့်စုံဆိုတော့ adjective clause ဖြစ်သွားပြီ။အဲ့မှာ who is 3 year older than me ဆိုရင် adjective clause ကိုဆောက် define clause လား non funny clause လားစဉ်းစားမယ်နော်ကျမထက်အသက်3နှစ်ကြီးတော့မလားတယ်ကျမမဖြစ်တယ်လို့ပြောပါတယ် အသက်၃နှစ်ကျင်မှာအမဖြစ်သလားနှစ်နှစ်ကြီးအောင်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်တရက်ကြီးလည်းဖြစ်နိုင်တာပဲမလာသေးကျမမဖြစ်သေးဆိုတော့မရဘူးလားရတာပဲနော်ဒါဆိုရင်၃နှစ်တည်း၄နှစ်တည်းကအရေးကြီးလားမကြည့်ဒါဆိုရင် history of the me ဆိုတဲ့ adjective class က defining class ဖြစ်တယ်လား non defining class ဖြစ်တယ်လား non defining class ဖြစ်တယ်နော်ပေါ့ကဲညကောဒီမှာမှတ်ထားမှာက non defining class မှတ်တယ်ကျွန်တော်ဘာလို့ပေးရလဲဆိုတော့ comma လေးကောက်ပေးရတယ်ဘာလို့ပေးရလဲ ကော်မာလေးကောက်ပြရတယ်ကော်မာကောက်တော့နှစ်ချက်ကောက်မှာဖြစ်ပါတယ်ဒါလေးသိချင်မှတ်ထားပါကော်မာကောက်ရင်နှစ်ချက်ကောက်တယ်ဘယ်နေရာမှာကောက်လဲဆိုတော့ conjunction ရဲ့အရှိမတစ်ချက်ပြီးလို့ရှင်ဒီ main verb ရဲ့အရှိမတစ်ချက်ကောက်ဘယ်နေရာမှာကောက်လဲ conjunction ရဲ့အရှိမတစ်ချက် main verb ရဲ့အရှိမတစ်ချက်ကောက်ပါတယ်အဲ့ဒီကော်မာပါတဲ့အုပ်စုတွေအရေးကြီးလားမကြီးဘူးလားမကြီးပါဘူးဖြုတ်လို့ရလားမရဘူးလားရပါတယ်ဟုတ်ပြီဒါဆိုရင်ညီကောင်မှတ်ထားပါကျွန်တော်တို့ Not funny closely ပြီးပြီဆိုတာ ਨੇ ကျွန်တော်ဆရာကြီးကလေ့ကျင့်ကလေးတစ်ခုပေးထားတယ်အဲ့ဒါက summary ရေးနေပေါ့ assignment လေးတစ်ခု summary ရေးတော့မယ်ဆိုလို့ရှိရင်အနှစ်ချုပ်ရေးတာပေါ့ summary ရေးတော့မယ်ဆိုရင်ဒီဥပဒေလေးမျိုးကိုကျွန်တော်သိရမယ်အဲ့ဒီဥပဒေလေးမျိုးကိုကျွန်တော်တို့ဖြုတ်ပြရမယ်ဘာတွေကိုဖြုတ်မလဲဆိုရင် noun အရှိက adjective ကိုဖြုတ် adverb ကိုဖြုတ် not funny clause ကိုဖြုတ် example ဖြုတ်ကျွန်တော်တစ်ခေါက်ပြန်ပြောပြပေးပါမယ် adjective ကိုဖြုတ် noun shape က adjective ကိုဖြုတ် adverb ကိုဖြုတ် non definite clause ကိုဖြုတ် example ဖြုတ်ဟုတ်ပြီဒါပြောလိုက်လွယ်လွယ်လေးပဲဟုတ်ပြီနော်အဆင်အရင်လွယ်တဲ့စာပါလေးတွေကိုယူလိုက်ပါပေးခဲတဲ့ချောင်းနဲ့ I saw a beautiful girl မ beautiful adjective ခဲတဲ့လေးနဲ့ချက်တာပြန်ရေးတဲ့အခါမှာ I saw a girl full stop လေးချ avoid rums quickly အမှ quickly ever ever ချစ်ထားလိုက် နောက်ကပြင်း a boy runs ဆိုတော့ full stop လေးချရေးပြီး none of any clause မှမလို့သိမလဲ comma ပါမပါသိမှာပေါ့ comma ပါတဲ့အုပ်စုကအဲ့ဒါ none of any clause ဖြစ်ပါတယ်အဲ့ comma ပါတဲ့ပိုင်းလေးဖြတ်ပြီး mother is my sister ဆိုပြီးတော့ရေးပေးလိုက်ပြီးဥပမာပြောရင်အပါတန်းဖြစ်ပါသည်အဲ့ example အားလုံးဘာလို့လိုက်ဖြုတ်ပြလိုက်ပါနော်ဒီလိုဥဒိတလေးမျိုးဖြုတ်ပြလိုက်တယ်ဆိုတာ ਨੇ ကျွန်တော်တွေ summary ရေးတဲ့အခါမှာ link 6 6မှ9မှတော့အနည်းဆုံးရတော့ပေါ့နော်ကဲဟုတ်ပါပြီဒါဆိုရင်ကျွန်တော်ဆမာရီနဲ့တည်သွားပြီဆမာရီရောမယ်ဆိုလို့ရှိရင်ဥပရိသ၄မျိုးကိုဖြုတ်ပြရမယ်အဲ့ဒီဥပရိသ၄မျိုးကဘာတွေလဲ noun ရှိက adjective ကိုဖြုတ် adverb ကိုဖြုတ် non phonetic clause ကိုဖြုတ် example ဖြုတ်မှာဖြစ်ပါတယ်ဟုတ်ပြီညီကောင်ရဲ့ပုံကိုပြန်ကြည့်ပါတင်များရေးထားပြီးသားစာတွေထဲမှာတင်များရေးထားပြီးသားစာတွေထဲမှာ comma မပါဘူးဆိုရင် defining clause ကိုသိတယ် comma ပါခဲ့ရင်ကျွန်တော် ် non-phonic gloss မှာကျွန်တော်သိတယ်ဒါဆိုရင်ကျွန်တော်တို့ကိုယ်တိုင်စာရေးတော့မယ်ဗျာစာရေးတော့တဲ့အခါမှာဒီစာကြောင်းကို definite gloss နဲ့ရေးရမလား non-phonic gloss နဲ့ရေးရမလားဘယ်လိုကဆုံးဖြတ်မလဲကိုကဆုံးဖြတ်မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီစာကြောင်းလေးကျွန်တော်ရေးပြမယ် definite gloss လား non-phonic gloss လားညီကောရယ်စဉ်းစားကြည့်အောင် my husband who is in London sent me ill parcel. My husband who is in London sent me a parcel. Hobby, it's a bagusharo, baga is pa subject ga my husband sampo ra budu sio po ra le mi ga and the right object pin a person ga da the right object ဖြစ်ပါတယ် subject verb and the object the object sana verb for ne ye tha le ni ko ma mya အမ who is in london ဆိုတဲ့အစုကအရှိကမဟတ်စပင်ဆိုတဲ့နောင်ကိုထပ်ပြထားတော့သူက adjective ် agent တော့ဖြစ်သွားတယ်။အဲ့မှာ who is in london ဆိုရဲလန်ဒန်မှာနေတော့ဆိုရဲ agent clause လေက defining clause ဖြစ်တယ်လား non defining clause ဖြစ်တယ်လားကျွန်တော်စဉ်းစားကြည့်အောင်ညကောင်တွေရစဉ်းစားကြည့်ပါအောင် who live in london က defining clause ဖြစ်တယ် non defining clause ဖြစ်တယ်လား defining clause ဆိုတော့အရေးကြီးတယ်မဖြစ်မနေချက်ပြရမယ် non defining clause ဆိုတော့အရေးမကြီးဘူးဖြစ်ပါတယ်။ Okay, that's all. Non-defining clause လေး ਨੇ ဦးစင်းစားကျွန်တော် defining clause နဲ့အရေးကြီးတဲ့ပုံစံစဉ်းစားကြည့်လန်ဒန်မှာနေတော့ကျမယောက်ျားကကျမကို parcel ထုတ်လွှတ်ထုတ်ပို့လိုက်တယ်လို့ပြောလိုက်မယ်ဆိုရင်လန်ဒန်မှာနေတဲ့ယောက်ျားဆိုတော့ single one နဲ့ယောက်ျားပို့မလားဂျပန်မှာနေတဲ့ယောက်ျားရောပို့မလားဒီလိုတဲ့ပဲမတက်ရောက်သွားနိုင်ဘူးလားတက်ရောက်သွားနိုင်တယ်ဒါဆိုရင်ညီကောစဉ်းစားကြည့်လန်ဒန်မှာနေတာကအရေးကြီးတာ parcel ရောက်ဖို့ကအရေးကြီးတာလား parcel ထုတ်ရောက်ဖို့ကအရေးကြီးတာပါလေ ဒါပေမဲ့လန်ဒန်ဗမာနေတာလဲဆိုပါဆိုတော့သိပါစေတော့ဆိုပြီးတော့အပိုထက်ထက်ပြီးရေးပစ်ထားတာ။ဒါဆိုရင်ဒီ who is in london က defining clause ဖြစ်တယ်လား non defining clause ဖြစ်တယ်လား။ non defining clause ဖြစ်တယ်ပါတယ်။ Okay ။ဒါဆိုရင်ခုနပြောထားတဲ့ညီကောင်က non defining clause မှာတော့ကျွန်တော်မလုပ်ပြရမလဲ။ comma ကုတ်ပြရမယ်။ comma ကုတ်ဘယ်နှချက်ကုတ်။နှစ်ချက်ကုတ်ဘယ်နေရာမှာလဲ။ conjunction အရှင်းအရှင်းမှာတစ်ချက်ပင် main by ရဲ့အရှင်းမှာတစ်ချက်။အဲ့ဒီ comma ပါတဲ့အုပ်စုအရေးကြီးလားမကြီးဘူးလား။ မကြည့်ပါဘူးဖြုတ်လို့ရလားမရဘူးလားရပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ adjective clause လေးလာတာပြီးဆုံးသွားပြီပြန်ပြီးတော့ပြောကြအောင်ကျွန်တော်ဆက်လက်တော့မှ adjective clause ဖြစ်နေတာဘယ်နဲ့နေရာတက်နေရာဘယ်နေရာမှာလဲနောက်ရဲ့အနောက်မှာဖြစ်ပါတယ်သူကနောက်အနောက်မှာလုပ်ပေးရလဲအရှိကနောက်ကို attribute ပေးတယ်သူ validate ပဲကောက် donate ပဲကောက်ဘယ်ကိုသွားတော့မလဲ clause ထဲမှာပါတဲ့ verb ကိုသွားတော့ဘယ်ကိုသွားတော့ clause ထဲမှာပါတဲ့ verb ကိုသွားတော့ adjective clause တင်နေရာအဖြစ်တော့တနေရာသူ့အမျိုးအစားခွဲဘယ်နှမျိုး နှစ်မျိုး bar class နဲ့ bar class definite class နဲ့ non definite class definite class ဆိုတာ essential information non definite class ဆိုတာ extra information ဆိုတော့ non definite class မှာတော့ဘာလုပ်ပေးရမလဲ comma ကုတ်ပေးရမယ် comma ပိုင်းရေးကြည့်လားမကြည့်ဘူးလားမကြည့်ပါဘူးဖြုတ်လို့ရလားမရဘူးလားရပါတယ်ဒီကောင်ရတဲ့ဆိုရင်ကျွန်တော်တို့ adjective clause လေ့လာပြီးဆုံးသွားပါပြီဒီ adjective clause လေးကိုလေ့လာပြီးသွားပြီဆိုတာ ਨੇ လာမယ့် ဗီဒီယိုလေးက ever class ဖြစ်ပါတယ်เนาะ ever class ကိုတော့ကျွန်တော်ဗီဒီယိုဒီမှာရပ်ထားမှာဖြစ်ပါတယ်ညီကောင်ကအခြေဆက်လေးတွေမိချင်တဲ့ဆိုရင်ကျွန်တော်တင်ပေးခဲ့တဲ့ဗီဒီယိုအပိုင်းတစ်ပိုင်းနဲ့အစင်လိုက်လေးကြည်လာပေးပါအဲ့လိုကြည်လာခြင်းအဖြစ်အခြေဆက်လေးမိပြီးတော့ပို့ပြီးတော့နားလေသဘောပေါက်လာမှာဖြစ်ပါတယ်ဒါလေးတွေအခြေဆက်မိလို့ကျွန်တော်တင်ပေးတဲ့ဗီဒီယိုလေးတွေကိုအားလုံးပြီးသွားပြီဆိုရင်စာဖတ်မယ်အဲ့တော့အင်္ဂလိပ်စာဖတ်တဲ့အခါမှာဒီအခြေဆက်လေးကို မသိခင်နဲ့ဒီအခြေစက်ကိုမိသွားတဲ့အခါမှာတိပြီးသွားတဲ့အခါမှာအင်္ဂလိပ်စာဖားတာဘာတွေပြောင်းလဲသွားလဲကျွန်တော်မျက်မြင်ကိုယ်တွေတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပါပြီညီကောင်များကျွန်တော်ရဲ့ဗီဒီယိုလေးကညီကောင်ရတဲ့အကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကို like and share လုပ်ပေးသားပါ Okay see you on next video everyone have a good day bye bye